မင်္ဂလာပါရှင်ခိတ္တမန္တလေးကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးနောင်ချိုမြို့သို့စစ်တပ်ကအင်အားအလုံးရင်ဖြည့်ထိုးစစ်ဆင်ရာတွင်စစ်မှုရန်တပ်သားတပ်များကိုမူရစ်စေးကြွေးကအထေကန်တိုက်ခိုင်းနေတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုသိမ်းပိုက်နိုင်ရေးအတွက်စစ်တပ်ကရှမ်းမူရန်တပ်သားတင်များကိုမူရစေးကြွေးကအသေးခံတိုက်ခိုင်းနေပြီးစစ်တပ်ထံမှထွက်ပြေးနေသည့်စစ်သားများကိုလည်းကဲထုတ်ပေးနေရကြောင်းဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA တပ်ဖွဲ့မှတရင်ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောကြားပါသည် နောင်ချုံမြို့ကိုပြန်လည်သိမ်းပိုင်နိုင်ရေးအတွက်စစ်ကောင်စီတပ်ကစစ်မှုရန်တပ်သားတင်များပြည်ဦးလွင်စစ်တပ်နံကျောင်းမှကျောင်းဆင်းစစ်သားများကိုအထုံးပြု၍ပြည်ဦးလွင်မြို့နယ်ဘက်မှတောင်ခမ်းဘက်မှစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်းနှစ်ခုဖြင့်ထိုးစစ်ဆင်လျက်ရှိရာတစ်ဖက်သက်အပြစ်ခတ်ရဲစဲထားတဲ့ TNLA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကခုခံတိုက်ခိုက်နေကြောင်းသိရပါရယ်စီကြွေပြီးနောက်ကနေအမိတ်ပေးတက်ခိုင်းတော့အစုလိုက်အပြုံလိုက်တဲ့အစုလိုက်အပုံလိုက်သေးတဲ့အဲ့ဒီသေးတဲ့အလောင်းတွေကိုကြော့ခွာပြီးနောက်ထပ်ထက်တိုးတာမျိုးကအမိ ြင်ကြုံရတဲ့လူသားတိုင်းဆိုလည်းဟုတ်တယ်အသေးကန်တပ်သားဆိုလည်းဟုတ်တယ်မြင်ရတဲ့မြင်ကွင်းကကိုယ့်လူတွေပါသွေးပြက်ချင်စရာမျိုးပဲတကယ်ကိုလူစိတ်ပြောက်အောင်လုပ်ထားတာပါ ကျွန်တော်တို့တက်ဖွဲ့ရှိတာကိုတိတိကြီးနဲ့တက်လာတာပြီးတော့ပြောက်တော့ထိုးနေတာအနီးကက်လာတော့အနီးကက်စော်ကြရတာကိုဘက်ကလည်းထိတာတွေရှိပါတယ်ဟုဒနုပြည်သူလူမျိုးရေးတက်တော် DPN လေးတက်ဖွဲ့မှတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်ထို့ပြင်စစ်ကောင်စီတက်တွင်မှထွက်ပြေးနေသည့်စစ်သားများလည်းရှိပြီးတချို့မှာအကူအညီတောင်းခံလာသဖြင့်ရခုရဲ့ပိုင်းအတွင်းရှစ်ဦးထက်မနည်းကိုကဲထုတ်ပေးထားမှုရှိကြောင်းထို့သို့ကဲထုတ်ပေးထားသူများကိုသက်ဆိုင်ရာနေမြေဒေသရှိတော်လှန်ရေးအဖွဲ့များနဲ့ချိတ်ဆက်စစ်စစ်အတီးပြုကာ ွမြောက်နေမြေတို့ပို့ဆောင်ပေးခဲ့ရကြောင်းသိရပါတယ်။စစ်မှုထမ်းဥပဒေနဲ့အစွဲခံရပြီးတော့ရှေ့တန်းရောက်လာတဲ့သူတွေအခုညီတောင်းလို့ကဲထုတ်ပေးရတာဒီရက်ပိုင်းမှာ၈ရောက်ထပ်မနေရှိပါတယ်။ အင်တော်ကြောက်ကူပဲရောနောက်ချိုးတဝိုင်ရောအမဲလိုလိုဖမ်းမိတာထွက်ပြေးခြင်းလို့ခေါ်ထုတ်ပေးရတာတွေရှိတယ်တက်တဲကနေပြေးခြင်းတဲ့သူတွေကအများကြီးပဲထိုးစစ်လုပ်ဖို့တတ်မအစုံကြောင့်အစုံကဆွဲထုတ်ပြီးထိုးစစ်လုပ်နေတာအင်အားကများဟန်ပြထားတာဝါရဖြန့်တာကအစရှီစုမဲစုအင်အားနဲ့တိတ်ခါစေခြင်းလို့မနိုင်မဲတိတိနဲ့ထိုးစစ်ဆင်နေတာပါဟုဒနုပြည်သူလွတ်မြောက်ရေးတပ်မတော် DPLA မှတရင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကရှင်းလင်းပြောဆိုပါတယ်စစ်မှုထမ်းပေါ်တာဆွဲခံရမယ့်သူများအနေဖြင့်လွတ်မြောက် နေရာသို့တိတ်ရှောင်နေထိုင်ကြရန်ပေါ်တာဆွဲခံရပြီးစစ်တပ်တွင်ရောက်ရှိနေသူများအနေဖြင့်လည်းမင်းအောင်လိုင်းနှင့်အပေါင်းပါလူတစုအတွက်အသက်အသေးမခံမဲရရနီလန်းရှာကယုံထွက်ကြရန်တိုက်တွန်းထားပါသည်။အကြံဖက်စစ်ကောင်စီတပ်ကဇွန်လတလလုံးပြစ်ခတ်ရဲစဲကြီးကြီးညာထားတော်လဲနောင်ချုံမြို့ကိုစစ်ကြောင်းများဖြင့်အင်အားပြည့်ထိုးစစ်ဆင်နေသဖြင့်လက်နက်ကြီးများပြစ်ခတ်ခြင်း၊လေကြောင်းတိုက်ခိုက်ခြင်းများကိုလည်းဇက်တိုက်လှုပ်ဆောင်နေကြောင်းသိရှိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့မင်းအောင်လှိုင်ရွေးကောက်ပွဲအားကုလမရင်းစရာကောင်းဟုပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မင်းအောင်လိုက်သည်၎င်း၏ရွေးကောက်ပွဲအားလုံးမြည်တကယ်ကယ်လေးသန်းပြစ်လာ၍ပြည်တွင်ပြည်ပတွင်ပြင်းထန်သောဝေဖန်ရှုံချမှုများထွက်ပေါ်လာခြင်းတွင်တရုတ်ရုရှားအိန္ဒိယအထိုင်းကိုယ်စားလှယ်များရှေ့မောက်တွင်ငင်းချင်း၏ဖိုရန်ဆိုကတခန့်တနာခေါ်ယူခြင်းပါလာခဲ့ပါသည်တရုတ်အထူးတန်တမန်တိန့်ရှိကျွေးနှင့်အတူတက်ရောက်လာသူများကလည်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အပြစ်ခက်ရေစေးလက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့အပြစ်ခတ်ရေးစိုးလက်မှတ်ထိုးထားခြင်းမရှိတော့လေ၎င်းတို့နဲ့တနက်တစ်ချက်မှဖောက်ဖူးခြင်းမရှိတဲ့ဝ NDA နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPB ရေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီများ၎င်းတို့လောက်ကအရက်ပတ်အဖွဲ့စည်းများသာပါဝင်နေသည့်ငင်းချေးရေးဆွေးနွေးမှုမျိုးဖြစ်နေပါတယ်။ လာမယ့်ရွေးကောက်ပွဲအောင်မြင်ရေးတည်နိုင်ငံတည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးရရှိလာရေးပေါ်တည်မီနေ၍အလုံးလက်နက်စွန့်ပြီးရွေးကောက်ပွဲဝင်ကြဖို့အောင်းနိုင်နေသူပမာပြောဆိုနေပြန်ပါတယ်။သို့သောရွေးကောက်ပွဲတွင်အနိုင်ရသူကိုအာဏာလွှဲပြီး၎င်းတို့စစ်တမ်းရပြန်ပြီးဆိုတဲ့နဲ့ပတ်သက်၍စကားတလုံးမှမဟာပင်မြည်သူပင်အနိုင်ရစေကမူ2008ဖွဲ့စည်းပုံဖြင့်၎င်းတို့လက်အောက်တွင်သာရည်တည်ကြရမည်ဟုဆိုလိုနေခြင်းဖြစ်ပါတယ်။ကြာသာပတေးနေ့တွင် Foreign တက်ရောက်သူများကရွေးကောက်ပွဲနှင့်ပတ်သက်၍စီးဝါးရိုက်ရန်တကားပိတ် ီဝေးကြသည်ဟုအင်ယာဝရီသတင်းကဆိုပါရယ်မင်းအောင်လိုင်းနှင့်အဖွဲ့ကရုပ်သေးများကိုပွဲထုတ်ပြီးတခိုးကလူဟစ်သည့်ငင်းကြေးစကားကိုတွင်တွင်ဟစ်ကြွေးလာခြင်းသာဖြစ်ပါရယ်မင်းအောင်လိုင်းနှင့်စေယုတ်စုသည်ဘီဂျင်းရေးပြတဲ့ဇညွန်အတိုင်းကပြအတုံးတော်ခံနေရတော့လဲ ၎င်းတို့၏ရွေးကောက်ပွဲသည်လူကြီးစရာကြီးဖြစ်နေသည်ကိုကောင်းစွာသိထားပြီးလည်းဖြစ်ပါရယ်ယခုအချိန်ထိလည်းရွေးကောက်ပွဲရက်ကိုအတိအကျမတက်မတ်နိုင်သေးသည်သာမကနိုင်ငံရေးပါတီများအတွက်မဲဆွယ်ကာလပင်တက်မတ်ပေးနိုင်ခြင်းမရှိပေတကယ်တမ်းတွင်နိုင်ငံရေးပါတီများကမဲဆွယ်စရာလည်းမလိုလပေထွက်ပေါ်လာမည့်ရလက်က၎င်းတို့လက်ထဲတွင်ရှိနေပြီးဖြစ်၍စိတ်တော်သည်ဘောင်းတော်ကြီးအလုံးနိုင်ဆုံးဟုယူဆခံရသူများသာလွတ်တော်တဲ့ကိုဝင်ခွင့်ပေးမိသာဖြစ်ပါရယ်မင်းအောင်လှိုင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ကုလလူခွေရေးတာဝန် န် Drone in Drus မှဂျနီဗာတွင်ဗုဒ္ဓဟူးနေ့ကသတင်းတောက်များအားစေယုတ်စု၏ရွေးကောက်ပွဲသည်ပြည်ပမှအသိမဲ့ပြုခံရရေးတသက်ပြုလုပ်မည့်ရွေးကောက်ပွဲမျိုးဖြစ်၍လိင်ညာလှည့်ပြားနေခြင်းသာဖြစ်သည်ဟုပြောဆိုသွားခဲ့ပါသည်စစ်တပ်အုပ်ချုပ်မှုအောက်တွင်ဒီမိုကရေစီရွေးကောက်ပွဲလုပ်မည်ဆိုသည်ကပင်ရည်စရာကောင်းနေသည်ဟုဆိုပါသည် အတိုက်ခံလို့သူ2000ခန့်ဖမ်းဆီးနှိပ်စက်အချင်းချထားပြီးအမှန်ကိုအမှန်တိုင်းတရင်ရေးသားစီရင်ခံခြင်း၎င်းတို့အားဝေဖန်ပြောဆိုမှုများကိုပင်တရားမဝင်ဟုသတ်မှတ်ထားသူများကဥဆောင်ပြုလုပ်မိရွေးကောက်ပွဲမျိုးဟုလည်းမှတ်ချက်ချသွားခဲ့ပါတယ်။ယခုအချိန်ထိတရင်သမားအနည်းဆုံး60ခန့်အချင်းထောင်ထဲမှာရှိနေဆဲဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်း Facebook ပေါ်တွင် ရေးသားခဲ့သည့်အမျိုးသမီးတို့အားဖမ်းဆီးခဲ့မှုကို နမူနာဖြင့်ထုတ်ပြသွားခဲ့ပါတယ်။မင်းအောင်လိုင်းကိုတိုင်းမင်းနိုင်ငံတကာမှ နမည်ပြည့်စင်ရင်တွင်ကပိတ်ဆို့တန်းခတ်ခံထားရသည့်အပြင်နိုင်ငံတကာရာဇဝမှုဆိုင်ရာတရားရုံး၏ရှေ့နေချုပ်ကပင်၎င်းကျူးလွန်ထားသောပြစ်မှုများအတွက်ဖန်ဝရန်ထုတ်ပေးရန်ရုံးတော်သို့တင်ပြတောင်းဆိုထားပြီးဖြစ်ပါသည်။မင်းအောင်လှိုင်မှဘယ်လာရုစ်တွင်အနောက်တိုင်း၏စစ်ပွဲ၏ပိတ်ဆို့မှုများအားရခင်က ဂဒါဖီနှင့်ဆက်တန်ဟူစိန်တို့၏ကိုယ်စားလှယ်များပြောဆိုသည့်လေတန်းအတိုင်းတသွေးမသိမ့်ပြောဆိုရှုံချနေချိန်မှာ၎င်းရှီယာနှင့်မဝေးကွာလာတဲ့ဂျနီဗာတွင်ကုလလူခွင့်ရေးမဟာမင်းကြီးဘော့ကာတမားနိုင်ငံတွင်ဖြစ်ပျက်နေမှုများနဲ့၎င်းတို့၏လုပ်ရက်များကိုကျင်းပစေညီလာခံတွင်အကြေတဝန့်တင်ပြပြောဆိုသွားခဲ့ပါသည်မြမပြည်သူများ၏ခန္ဓာရေးဆွမ်းအားနှင့်တတ္တိကိုလည်းရှင်းလင်းပြောဆိုသွားခဲ့ပါသည်၎င်းတို့၏တာဝန်ခံမှုနှင့်တရားဥပဒေနှင့်အညီအရေးယူနိုင်ရေးသည်ငြိမ်းချမ်းသာရပြီးအလုံးပေါင်း ဝင်နိုင်ပြီးအနာဂတ်မြန်မာနိုင်ငံပေါ်ထွန်းရေးအတွက်လွန်စွာအရေးကြီးကြောင်းလည်းထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။လုံခြုံရေးကောင်စီအားလည်း၎င်းတို့အမှုတွေအားနိုင်ငံတကာရာဇဝတ်တရားရုံးတို့လွှဲပြောင်းပေးရန်လည်းတိုက်တွန်းသွားခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင်တန်ကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းမှအတူပီဆိုင်ရာ နှစ်ပတ်လည်ညီလာခံတွင်မြန်မာပြည်တွင်စေအုပ်စု၏လက်ချက်ဖြင့်တည်ဆုံခဲ့သူစုစုပေါင်း6800ကျော်သွားပြီဖြစ်၍အတူပီ၏မြင့်မြတ်သောတာဝန်ခံချက်များကိုလိုက်နာအကောင့်ထည့်ဖော်ပေးရန်နယူးယောက်ရှိ ကုလသမဂ္ဂအထွေထွေညီလာခံစင်မြင့်ပေါ်မှနေ၍တောင်းဆိုသွားခဲ့ပြီဖြစ်ပါသည်။ ပုံတွင်၎င်းတို့ငင်းချမ်းရေးဖိုရန်ကျင်းပနေရာ နေပြည်တော်မှမိုင်၂50ကျော်အကွာမှရှိတဲ့ကြောင်မဲမြို့အားအင်္ဂါနေ့မှာစစ်ကောင်စီကပေါင်900ဘုံဖြင့်ကျဲချတိုက်ခိုက်ခံရပြီးမြင်ကွင်းကိုတွေ့နိုင်ပါတယ်ပြည်သူတို့ဤခုကတ်တွန်းလန့်စစ်မုတ်ချအောင်ရမည်ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ ပလောနယ်ကဖြူစောတိစကန်တခုကိုတော်လိုင်းရေးပူပေါက်တက်များကဝင်ရောက်စီးနှင်းတိုက်ခိုက်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။တနေ့တိုင်းတိုင်းပလောမြို့နယ်ကြောက်ကာကျေးရွာရှိဖြူစောတိစကန်တခုကို KNDO ပူပေါင်းတပ်ဖွဲ့ကဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တယ်လို့မြိတ်ခေအမတ်တတရင်သတင်းနဲ့ပြန်ကြားရေးဌာနစီကသိရပါဗျ။ဇွန်လ28ရက်မနက်9:00ခွဲလောက်မှာကြောက်ကာရွာရှိဖြူစောတိစကန်ကို KNDO ပူပေါင်းတပ်ကဝင်ရောက်တိုက်ခိုက်ရာ15မိနစ်ခန့်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ပြစ်ခတ်မှုတွင်ဖြူ ူစောတိတပ်သား၃ယောက်သိမ်းဆုံးပြီးလက်နက်မျိုးစုံသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။အခုရက်ပိုင်းမှာကြောက်ကာရွာနာတဝိုက်ရှိပင်လယ်ပြင်ထဲမှာစစ်သည်မော်တွေရှိတဲ့အတွက်ပြစ်ခတ်မှုပြုလုပ်ဖို့ခက်ခဲခဲ့ပြီးမနေ့ကတော့အဆိုပါစစ်သည်မော်မရှိတော့တဲ့အတွက်အခွင့်ကောင်းယူပြီးဝင်ရောက်ပြစ်ခတ်ခဲ့တယ်လို့ဆိုကြောင်းသိရပါတယ်။ဒါ့အပြင်ကြောက်ကာရွာမှာ2021ခုနှစ်စစ်ကောင်စီတပ်အာဏာမသိမ်းခင်ကတည်းကစစ်ကောင်စီတပ်သားတွေဖွဲ့စည်းထားတဲ့ဌာနေပြည်သူစစ်တပ်ဖွဲ့လည်းရှိတယ်လို့သိရှိရပါတယ်။